ားလုံးပဲမင်္ဂလာပါရှင်မိတ်ဆွေတို့ရေဒီကနေ့မှာတော့ဒင်းကားဆိုတဲ့ဝိထုတိုလေးတစ်ပုဒ်ကိုဖတ်ပြပေးသွားမှာဖြစ်ပါတယ်ရှင်ကျမကတော့စာဖတ်သူနန်းတန်ကြီးဖြစ်ပါတယ်အခန်းတဟဲခွေးလေးချစ်စရာလေးအမေလာကြည့်ပါဦးပထမဆုံးကြားလိုက်ရသည်အတန်ဆူးဆူးလေးတော့မှာခြေတံများဂျီမောတံများဇက်တိုက်ပါလာပြီးတခဏအတွင်းမိမိခန္ဓာကိုယ်လေးမှာမြောက်ခနဲဖြစ်သွားတော်သည် တမိနောက်ဆုံးနောက်ဆုံးခွေးမကြီးကသူ့ခလေးကင်လိုမန်းဖိနေတာထို့သူစကားပြောပြီးမိမိကိုယ်လုံးလေးကငကိုနေရာဖြစ်ဟန်တူသောခန့်နှွေးနှွေးရင်ခွင်တစ်ခုတည်းပြန်ရောက်သွားတော်သည်ဥဥဟုနှိုးစားသဖြင့်အမေကိုအတန်ပေးပြီးမျက်စိပေါက်မေးမေးလေးရှားမှအမေကိုလှည့်ရှားမိသည် ဟောဟိုမှအမေလာနေပြီဗဇက်မှ တဟင်းဟင်းအတန်မျိုးစုံကြီးရင်သူ့ရှိအယောင် ခွေလဲသွားသောအမေစီကိုပြေးပြီးနို့ကိုအငမ်းမရဆို့မိသည်ဟဲခွေးမကြီးဘယ်သူလှုပ်လိုက်တာလဲမသိဘူးအသက်မရှိတော့ဘူးတနာပါတယ်ဟဲခွေးလေးလည်းဒုက္ခပါပဲအဲ့ဒါဆို ခွေးမကြီးကသူ့သားလေးစီပြန်မလာနိုင်တော့ဘူးပေါ့နော်ခွေးလေးတနာပါတယ်တမီးတို့ခေါ်ထားရအောင်လေမေစကားသံများကြားမှသူ့မျက်လုံးကို အတင်းပြူပြီးအမေကိုခေါင်းပေါ်ကြည့်မိသည်အမေခန္ဓာကိုယ်ကအေးဆန်နေသည်အရင်လို့ နှွေးနှွေးထွေးထွေးမဟုတ်သည့်အပြင် သူကိုရှာနေရက်ပေးတာမျိုးလဲမလုပ်တော့ပေအမေကိုခေါ်ကြည့်အောင်မှပါလေခွေးလေးကိုခြိသွားတော့တမီးအမေခွေးမကြီးကိုမြုပ်ခိုင်းမိလာခဲ့မယ်ဟုတ်ကဲ့တမီးသူ့ကိုဒင်းကားလို့ခေါ်မယ်နော်ဒင်းကားကြီးလာမမနဲ့နေမယ်ပထမဦးစွာအမေရင်ခွင်နဲ့ဝေးကွာ၍လူဆိုသောသခင်တွေလက်ထဲကိုရောက်ခဲ့တော်သည်ဒင်းကားကန်ကောင်းသည်ဟု ဆိုနိုင်ပြီးတားမိနေရောင်လုံးမိမိကိုချစ်ကြသည်နို့မုတ်ထုတ်ဖြင့်ပြောထားသောနို့ချိုချိုလေးတောက်ရသည် အသားနှင့်ထမင်းဆိုတာကို အရသာရှိရှိစားရသည်အိမ်ရန်ခင်းပေးထားသောဆောင်းထူထူအဝတ်ထူထူများမှအမေ့ရင်ွယ်လောက်မနွေးတော့လဲအိတ်လို့ကောင်းလာသည်ဒင်းကားပြော်ရပါသည်လေကျမတို့လည်းမပေးချင်ပါဘူးမနှွေရေကို့အိမ်အစ်စ်ကတလေးဆန်တွေလည်းမခံဘူးဆိုလိုပါ တမီးကသူ့ခွေးလေးကိုအရမ်းချစ်တာခုထိငိုရှာတော့စကားသံများကြောင်းနေလေစာအဝအပြေစားပြီး မိန်းနေတော့တင်းကနေရွက်ထောင်ပြီးနားဆွမိသည်ဒီပုံစံအရဆိုငါနေခဲ့ရမှာလားဒါမှမဟုတ်ငါ့ကိုဘယ်ခေါ်သွားမှာလဲငါဘယ်မှမသွားခြင်းဘူးဒီမှာပဲမမတို့မမေတို့နဲ့နေခြင်းနဲ့တင်းကကံမကောင်းတော့ဘူးလားလေအာဒီခွေးကတ်တက်တက်နဲ့သွားစမ်း ိုက်စားလို့ပါတခင်ရဲ့။ထမင်းစားကြလို့ပါ။တခုခုလေးကြွေးပါအောင်။မန်းနွယ်မန်းနွယ်ဒီခွဲကိုတနေရာသွားပေးလိုက်စမ်း။တဥဥနဲ့နားကြီးတယ်။သူများမပေးပြင်တခုခုလုပ်ပြမှာနော်။တယောက်တခေါ်စကားများတန်များကြာမိမိကောင်းကိုတစုံတစ်ခုနှစ်ထိမှန်ပြီး အသေးခံအောင်နာကျင်သွားသဖြင့်ဒင်းကနာနာကျင်ကျင်အုံငုံမိတော်သည်။မွေးလိုက်ပါဦးလေးရဲ့။အေးရဟာနဲ့ကြာရင်ဒီခွေအသက်ရှင်မှာမဟုတ်ဘူး။ ခေါင်းကတည်းကသွေးစိမ့်ရှင်ရှင်ကြားမှာအိတ်တလုံးနဲ့ထိုးကြိတ်ထဲခြင်းခံရရသည်ယခုလည်းအိတ်ထဲမှာထုတ်ပေးပြီးပြီးချင်းမြင်လိုက်ရသောမျက်နှာမှာမျက်လုံးများရဲတွပြီးအစီပြန်နေသော လူကြီးတယောက်ဖြစ်သည်ဟဲ့ကောင်စားလေဘာကြီးကျယ်နေရလဲငါလည်းအဲ့ဒါနဲ့ပဲစားတာမင်းမစားရင်အငက်နေဘာအရေတွေမှမသိထမင်းငယ်ပေါ်လောင်းထည့်ပေးထားသောဇလုံးကိုကြည့်ပြီးဒင်းကားငိုမိသည် ဟာစားပါစို့မစားပဲနဲ့ဘာတွေအော်နေတာလဲဒီဖွေးမျိုးအသေးတက်မယ်ပြောလဲပြောတစ်သားဆောင်ကြီးကိုကင်ပြီးမိမိစီလာနေတော့တခင်ဆိုသူကိုကြည့်ရင် ရှေးကတနခါတုံးဖြစ်ပြပောက်ခဲ့သူကိုမြင်ရောက်မိသည်ကြောက်လန့်တကြဖြစ်ပုံးစရာနေရာရှာတော့လဲဘယ်နေရာမှာမှ မတွေ့သည့်အဆုံးဖွေးမျိုးငေါ့ကိုက်တယ်ဗောတိတ်ပြီးသားမှကဲဟာကဲဟာ ရောက်လာပြန်ပြီပေါ်နောက်တနီးယာထွက်ပြေးကျင်လာတော့လေလေဘင်းကိုဘာကြီးမှန်းမသိရစ်တိုင်းပြီးချိန်ထားသဖြင့်ဒင်းကဘယ်မှလည်းမပြေးနိုင်ဖြစ်နေသည်ရုံးရင်လေလေဘင်းနဲ့ကြောကနာလာသည်ဒီလိုကြီးမနေခြင်းလို့အော်ယာလုံးအာကြီးကအတန်များပင်မထွက်တော့ကြီးစိတ်ကုံစိတ်ပြတ်ဒေါသထွက်စွာဖြင့်တခင်အစ်စ်များကိုဝေးကြည့်မိတော်သည်ကြိုက်တတ်တဲ့လေရုပ်ကိုကကြည့်ပါလားပိတ်ဆောင်းဆောင်းနဲ့ ရောက်ခါစကျိုးနဲ့မနှဲချီရတယ်။အိမ်ကလူကြီးနဲ့မကင်းရမကင်းကြောင်ဖြစ်နေလို့သာလက်ခံလိုက်ရတာ။မွေးကျင်တာမဟုတ်ဘူး။မမွေးကျင်လဲလွတ်တာပေးပါတော့လူတွေရဲ့။ဒင်းကလည်းကိုက်ကျင်လို့လို့မဟုတ်ပါဘူး။ကိုယ်အသားကိုအရင်နာအောင်လှုပ်ကြလို့ပါ။အခုကျိုးကြီးလဲဖြီးပေးပါတော့လေပင်တွေကြောတွေညောင်းလာပါပြီသခင်တို့ရဲ့။ရော့အစားကိုတော်အသားဟင်းနဲ့မမှန်ဘူး။သူ့မှာဖြစ်အသားနဲ့မှထမင်းစားတယ်တဲ့။ အံ့ဩပါစာမွေးတဲ့လူတွေကလည်းအဆုံးထိတာဝန်မယူနိုင်ပဲခွေးကိုအကျင့်ဖြတ်သွားသေးတယ်ဒင်းကမမကိုအဲ့ဒီလိုမပြောပါနဲ့ဗျာမမက သူစားမဲ့ဟင်းတွေဒင်းကကို အမြဲကြွေးတယ်ကျောင်းကပြန်လာတိုင်းလဲမုတ်တွေပါလာတယ်မေမေကလည်းတပတ်တခါရေတွေ လောင်းပေးသေးတာနေရတာကောင်းနေရောပဲခုတော့လေကျိုးနဲ့အမြဲချီထားပြီးဒီနေရာပဲထမင်းစား ီနေရာပဲဟိုရင်းသွားရတော့ဒင်းကားခန္ဓာကိုယ်ပေါ်မှာဘာကောင်တွေမှမသိတဝဲဝဲရှိလာပြီထမင်းဆိုင်ရင်အသားနဲ့ကြွေးတော်ညာတခဲမှမရှိခိုင်းခန်းနောက်နောက်ကောင်လေးကထမင်းခွက်ကို အဝေးကနေတရချောင်းပြည့်ဆွဲယူကမိမိမစားနိုင်သည့်နေရာကိုဥပစ်တတ်သည်တခါတရံသူကင်ထားသောဒုတ်ချောင်းပြည့်လေကိုလုံးကိုစောင်းစောင်းထိုးတတ်သည်ဒင်းကားလည်း အသွေးနဲ့အသားနဲ့မှုလို့နာတတ်ပါသည်လေအာမေးရေလောက်ပါအောင်အမလီငါသားကိုကြိုက်တယ်ခွေးစုပ်ခွေးနာညာကတခင်တို့လင်မယားရန်ဖြစ်ပြီးမိမိကိုထမင်းကျွေးဖို့မိသွားလေသလားမသိဘိုက်စာနေ၍တော်တော်နဲ့အိမ်မပြောယခုမနက်မှ ထမင်းခဲနဲ့ဟင်းချက်များပုံပေးထားသောထမင်းကွက်ရောက်လာသည်ဖြင့်အာရပါရစားပြီးမိန်နေ gain ငယ်တဲ့ခါလက် စားသည့်နေရာမှန်သမျှတို့ကိုတခုခုနှင့်ပြက်ပေါက်ခြင်းခံရပြီးစူးစူးဝါးဝါနာကျင်သွားသည် လူလဲထားကြည့်မိသောအခါခက်လန်းလန်းမှတခင်တို့အခေါ်လာစာလုံးဆိုသည့်အရာဖြင့်တရဇက်ပြင့်နေသောခန်းနောက်နောက်ကောင်းလေးကို တွေ့လိုက်ရသည်အေးပြက်ထားသည့်ဖြင့်မကြည်သောစိတ်ကခန္ဓာကိုယ်နာကျင်သောအခါအဆုံးစွန်ထိရောက်သွားပြီးကျိုးကိုအားကုန်တုံး၍ဆောင်ယုံကတရှိန်နိုးပြေးကပ်မိတော်သည် ဒါနဲ့ဆိုဘယ်နဲ့အိမ်မြောက်လဲမသိဘူးညမကြီးအမတို့တော့လက်လံသွားပြီကျိုးနဲ့တေးချာချီထားတာတောင်ပြက်ထွက်အောင်ယုံပြီအမသားကိုပြေးကြိုက်တာတော်ရုံစားမဟုတ်ဘူးသူ့အဖေကရိုက်တက်မဲ့တကယ်ကယ်လုံနေတာညမလည်းတေးချာကြည့်မွေးနော်ပြောလဲပြောထွက်သွားတော့တခင်ဟောင်းကြောပြင်ကိုကြည့်ရင်ဒင်းကထီမထင်စွာ ပြုံးမိသည် ကျိုးကိုပြက်ထွက်အောင်ယုံနေဆိုတဲ့ကယုံလောက်တဲ့အားတွေရှိလာလို့ပေါ့အားတွေပြေလာတဲ့အထီး နာကျင်လာလို့ပေါ့ကို့အသားကြတော့နာတက်ပြီးဒင်းကအသားကမနာတက်ဘူးထင်နေလားလူတွေရဲ့ခုလေတခင်အစ်တစ်ပြောင်းရပြန်ပြီဘလို့ဖြစ်ဖြစ်ဒင်းကအတွက်ဒီတက်ထူပြီးနာကျင်စရာမရှိတော့ဘီမို့တခင်အစ်စ်ကိုလည်းချစ်ကံကံမော့ကြည့်မိသည်တားလေးဒင်းကတာသမင်းစားပြီလားအမေချက်သားနဲ့သမင်းကြွေးမယ်နော်ဒီမှာတားကိုကြီးတွေလည်းရှိတယ်လေးလေးမာမာနေရမယ်နော်တား မထင်ထားစွာပဲချူတာသောအတန်ကျင်နာသောအချီယူရသောထီတွေ့မှုတို့ကြောင့်အံ့ဩစွာဖြင့်တခင်အစ်စ်ကိုကြည်ပြီးဖတ်တွေ့လိုက်မိတော်သည်တားတယ်လားအမေတယ်လားဒင်းကကံကောင်းမိထင်ပါရဲ့လीနားဆင်ပေးသူအားလုံးကိုကျေးဇူးတူးပဲတင်ရှိပါတယ်ရှင်